ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လုံကြီးပဲအေးဦးတိုက်တော့အစိုးရပြင်ဆင်ပေးတာနော်ပြင်ဆင်ပေးရကျိုးနတ်တယ်ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုတ်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့ဒီအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ် စ်ပြောင်းသွားတဲ့ဒီအောင်မင်းတို့ထောင်ထဲမှာထွက်ရပဲနေလေဘောပေါက်တယ်ပေါ့ပြီတော့အောင်နော်ရှယ်ယူကြိတ်တာနော်ရှယ်ယူကြိတ်တာနော်ဒါအဓိကဘာလို့ပြောချင်တာလဲဆိုရင်တော့ကျော်စိုးတို့ဂျုံမင်းတို့ပြောချင်တာဖြစ်မဲ့ဒါခင်ရင်နဲ့တဆူရဲ့နေရာဝင်ပြီးတော့ခင်ရင်နဲ့လဆူကိုဝေဖန်ထားတဲ့ကျော်စိုးဂျုံမင်းတို့ကောင်းတယ်ခဲကခစ်ပြောင်းတော့မထွက်ရဘူးဆိုပြောခံရပြီနော်ဟိုအောက်ကခွေးရအောင်လဲကြိုက်လို့မရပါဘူးအောက်ကပဲဟောင်ယုံမဲ့တက်တက်ပဲနော်အဲ့တော့အာယုံသိပ်ပြီးမှ ကျွန်တော်တို့ပုံစံတွေကလည်းသူတို့ဂရုစိုက်စရာလည်းအကြောင်းမရှိတယ်လို့ဂရုမစိုက်နဲ့နော်သူတို့ပြေပပဲဟောင်းတာနော်မလုပ်မယ်ညာလုပ်မယ်ဆိုတာပြေပကိုသူတို့မလာဒီပြေတွင်းကိုသူတို့မလာခဲ့လို့ပြေတွင်းမှာလေးလာကြည့်ပြေတွင်းမှာသူတို့တီးလို့ရှိရင်သူတို့တီးလိုက်မယ်နော်တီးလိုက်မယ်ပြေတွင်းမှာဒါ PDF တွေနေစင်နေပြအလေးဝင်တဲ့ PDF တွေနေစင်နေပြမြန်မာရတာလေဒေါ်လာမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မြေဘေးတွေမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြည့်ရပါလို့ရှင် channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလိုရချင်လို့တော့ပြေကမှာတော့ယနေ့ အော်တိုဘားလာ29ရက်နေ့တနင်္လာနေ့ရက်မနက်ပိုင်းထိနောက်ဆုံးရရှိသတင်းချို့အချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့အတွက်တော်လမျိုးတွေအားလုံးပဲအဆုံးနှစ်ချီကိုဒီတိုင်းမှာထပ်မံတောင်းဆိုလိုက်ပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုရိုးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းတပမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1930ရက်တတိရှိပြီဖြစ်ပါတယ်။မနိုင်ငံတော်ရဲ့ဒါအတွင်းစစ်ကောင်စီကတစ်ခွေးအစိုးမှုစင်းမှာတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာတော့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကွေး15ကောင်တိုက်ဆုံးခဲ့ကြောင်းသိရှိရပြီးတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာ9ကောင် မကွေးတိုင်းမင်းတုံးမြို့နယ်မှာနှကောင်းမကိုးတိုင်းအုပ်ပုံမြို့နယ်မှာတကောင်းတနင်္သာရီတိုင်းလောင်းလုံမြို့နယ်မှာတော့တအူးကိုရှင်ပြီးပြီးအခိုင်းတိုင်းရှူမြို့နယ်မှာတော့တော်လိုင်းရေပေါ်တအူးစိတ်မကောင်းတာနဲ့ကြာဆုံးခဲ့ရကြောင်းသိရှိရပါတယ်ပထမအဦးဆုံးသတင်းပုတ်အနေနဲ့ကတော့စစ်ရှုံးကောင်စီကနေပြီးတော့တန့်ွယ်ထားတဲ့အရှိတီမော့ကိုအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်နိုင်ငံတကာကအသိမှတ်ပြုလိုက်တဲ့အတွက်မင်းအောင်နိုင်တကောင်အနာပေါ်စပယုံလာမကမျက်နာပါကြီးထုတ်ခံလိုက်ရတဲ့အနေအထားတစ်ခုရောက်သွားတဲ့အနေထားပါပဲဒီကောင်စီကတန့်ွယ်စာတင်ခဲ့တော့လဲအရှိတီမော့နိုင်ငံကိုအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်ပြည်ဝင်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ် ော်တိုဘာ26ရက်မှာပြုတ်တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာတော့တန့်ွက်တဲ့မင်းအောင်နိုင်ငံကတော့ဘဏ္ဍာမှာမှာပါဝင်ရခြင်းမရှိဘဲနဲ့ပဲလက်ရှိမှာတော့ TV ကနေထိုင်ကြည့်ပြီးဒီမော့နိုင်ငံကိုသက်သက်နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်အယောင်ဝင်တိမှတ်ပြုခဲ့ဖို့တော့မင်းအောင်နိုင်ငံက TV ကထိုင်ကြည့်နေမှာတော့သိကြပါပဲ။ ရှိဒီမော်နိုင်ငံဟာမြန်မာနိုင်ငံကိုစစ်တပ်ကအာဏာသိမ်းမှုကိုအပြင်းထန်ဆန့်ကျင်နေသူဖြစ်ပြီးမြို့သားညွေအစိုးရနဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတကာနိုင်ငံလည်းဖြစ်ပါတယ်။အဲဒီဆက်ဆံရေးရှိတာကြောင့်စစ်ကောင်စီကအရှိဒီမော်အားအာဆီယံဖွဲ့ဝင်ဖြစ်တိမှတ်လုံးဝမပြုတ်ရန်အလဲကျဥက္ကဋ္ဌမလေးရှားထံကိုဂရန်လာကနေပြီးစာတရံပြည်ထောင်နဲ့အေးပူပြီးတော့ကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။အမလဲဆိုရင်24ရက်နေ့မှာရှိဒီမော်နိုင်ငံဟာမြန်မာနိုင်ငံဆိုင်ရာတန်မတ်ကနေပြီးတော့ထိပေါ်ရောက်ပြီးတရုတ်စီဖွဲ့ဝင်များနဲ့တွေ့ဆုံခဲ့ပြီး၎င်းတို့ကိုအာဆီယံဖွဲ့ဝင်ဖြစ်ထောက်ခံပေးရန်လည်းပြောဆိုမှုတွေတော့ရှိရပါတယ်။ ဒါညွေအစိုးရကလည်းအရှိတီမော့ရဲ့အာဆီယံဖွဲ့ဝင် ဖြစ်လာမှုပေါ်နှွေးထွေးစွာကြိုဆိုပြီးဥပပေါင်းလက်တွဲလှုပ်ဆောင်တော်မူဖြစ်ကြောင်းထုတ်ပြန်လိုက်တဲ့အတွက်မေယောင်နဲ့တကောင်မျက်ကုံးတော်လှုပ်သွားတယ်တွေ့ရပါတယ်။ရှီတီမော့နိုင်ငံဟာလူကြီးတစ်သမာ၄၀၀၀ရှိပြီးတော့အာဆီယံနဲ့ဝင်ရောက်ရင်၁၄နှစ်ကြာစောင့်ဆိုင်းခဲ့ပြီးနောက်မှာတော့အဖွဲ့ဝင်ဖြစ်လာခြင်းလည်း ါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့မြန်မာချမ်းဘတ်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုကောင်တဲ့ဖော်ရန်ပြက်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်စုံများကိုအာဆီယံထိပ်သီးစည်းဝေးမှာဆက်ဆက်စည်းဝေးများနဲ့တက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားရဲ့ဝန်ကြီးများစည်းဝေးကဆုံးဖြတ်ကြေညာချက်ကလည်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါဟာ အာဆီယံနိုင်ငံရဲ့ဝင်ကြီးများရဲ့အစည်းအဝေးမှာကြေညာချက်မှာရွေးကောက်ပွဲများမကျင်းပမီနိုင်ငံရေးကြေတဲ့ကိုဖြေရှင်းရန်ဘုံမောတူညီချက်၅ချက်ကိုကောင်းတဲ့ပေါ်ပြီးအကြမ်းဖက်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့မယ်လေမင်းအောင်နိုင်ငံကတော့ဟိုကမကျင်းညာခင်ပါပဲသူတို့ကအာဆီယံကလက်ခံပါတယ်အာဆီယံကထောက်ခံပါတယ်အာဆီယံကတော့တောင့်ကြည့်လေ့လာအဖွဲ့တွေကိုဆေးလုပ်ပါမယ်လို့ကြွားလုံးနေထုတ်ခဲ့ပေမဲ့လက်ရှိမှာတော့အရှေ့တကွဲကျိုးနေဖြစ်ခဲ့ရပါတယ်တနိုင်ငံလုံးနဲ့အနီဖုံးပြီးတော့မင်းအောင်နိုင်တကောင်နေတဲ့နေရာလေးဒါအစိမ့်ကြံပြီးတော့ခုဆိုရင်တော့ကြံ့ခိုင်ရေးပါတီနဲ့ကြံ့ဖွန်နဲ့ပူးပေါင်းပြီးတော့ရွေးကောက်ပွဲလုပ်ကိုယ့်အကူ ခဲချိုးဟောပါဘူးဖဲဝေလုပ်မဲ့အနေထားလဲတွေ့နေရဖြစ်ပါတယ်။ဒီလောင်ရလေပင်စားဟွာဝင်ဖြူနေတဲ့အနေထားတွေ့ရလဲတော်တော်လေးဥမာအနုပညာရှင်နေနဲ့တကယ်ဥမာအနုပညာရှင်ဘဝကိုပုံပုံပြောင်းသွားနေထားပါပဲ။ကဲအောက်ကုန်းတကောင်ကလည်းသူလည်းဝင်ပြောဝင်နေပြသင်ကိုင်းချုပ်ပြီးတော့ဘာပြောချင်တာလဲဆိုလို့ရှင်ပြောဘူး။ညိုရီကိုပြောချင်တဲ့စကားလေးကတော့ဟိုလိုင်းပေါ်မှာနာမည်ကြီးနေတဲ့ဟိုပါတော့ အကယ်ဒမီနေတိုးတော့အကယ်ဒမီမြင်းမြတ်တော့အကယ်ဒမီနေဝဲတော့အကယ်ဒမီအေးချမ်းမောင်တော့အကယ်ဒမီကျူးလီတော့အကယ်ဒမီမြင်းမြို့မောင်အကယ်ဒမီအောင်ခိုင်ငပြောကျော်အောင်တို့နိုင်ဝဲတွက်လက်စူပါလေးမင်းညိုဥက္ကာပြန်ချီရဲရဲရောပြောအောင်စင်ဖြိုးဆိုတဲ့အလူပညာရှင်သမားတွေပေါ့နော်ပေါ့ကတော့တော့မင်းတို့ကိုစေးကြီးထိုးပြီနော်အလူပညာရှင်သမားတွေကနေမှဒီမဲကိစ္စနဲ့ပတ်သက်ပြီးမှပါ ူတို့တွေကပြည်သူလူထုကိုဒါမဲပေးဖို့အတွက်ပေါ့နော်မဲပေးဖို့မဲပေးမှဒါလေးအပြောင်းလဲတစ်ခုကိုပြောင်းလဲမှဖြစ်တယ်လို့မဲပေးမှဒါလေးပြည်သူလူထုရဲ့ငြိမ်းချမ်းမှုအေးချမ်းမှုကိုစစ်မှန်တဲ့ဒီမိုကရေစီအပြောင်းလဲတစ်ခုကိုရောက်လာမှဖြစ်တဲ့အကြောင်းကိုဒါပညာပေးစက္ကားလေးတွေကိုဒါရိုက်ကြတာပေါ့နော်ဒါလည်းမှန်ကန်တဲ့စကားပါဗျာဒါပညာပေးစက္ကားလေးတိုင်းမတကယ်ကိုမှန်ကန်တဲ့စကားပါ ။ဘာလို့လဲတော့ဒါပြည်သူလူထုလဲဒါအကြိုက်တွေ့လိုက်မယ်လို့ဦးစင်းတော့တော့တုံ့တက်မိပါတယ်။ပြည်သူလူထုအကြိုက်တွေ့လာလဲမေးနေနော်။ပြန်ဖြေတဲ့ကြပါအောင်က။ဘောမတွေရောအကြိုက်တွေ့မှာပေါ့ကွာ။ဘာလို့လဲဆိုတော့ဟိုဘက်အရာကတော့ပူလောင်းနေမှာပဲခွက်ခေါက်တွေပြေးပြေးတွေဝရိုင်းပြေးတွေအချမ်းဖက်တွေကတော့ပူလောင်းနေမှာပဲ။ဘာလို့ပူလောင်းနေတာဒီဘက်ရောက်ကမဟုတ်ဘူးပူလောင်းနေမှာကမင်းသားမင်းသမီးတွေ။ဒီဘက်ရောက်ကောင်တွေကအေးရအေးကြောင့်ပဲမင်းတို့ဟိုဘွိုင်းကုတ်လို့ပို့ပို့ပြီးတော့အားတက်သွားသေးတယ်။ဘာလို့လဲဆိုတော့သူတို့နေရာဘာလို့တချို့ဆိုလို့ရှိရင်ခိုးကြီးတွေတောင်ပါတယ်ဗျာနော်။ တကောင်မှမလွတ်စေရဘူးတဲ့ဒီလူတွေမြဲမှတ်ထားတယ်ဒီလူတွေပြည်သူမြင်တာပါဆိုးလေပြောကြရလို့တို့ပြညာတော်မှာအခြေခြေဟိုဘက်ပြေပါနေပေါ်ပြန်တော့အာမလွတ်စေရဘူးပြည်သူမြင်တာမှာမထောက်ဆိုအဲ့ဒီနေရာမှာပြောကြနေတာပြည်သူမြင်တာမှာမထောက်ဆိုတော့သူတို့ကိုပြည်သူလူထုကမြင်မြတို့အစောစောပြောတဲ့အကယ်ဒမီတို့ပြည်သူလူထုကမကြိုက်လို့လားမထောက်ခံလို့လားဟုတ်ပြီပြည်သူလူထုခင်ဗျအခုပြောနေတယ်ခွက်ခေါက်ပြေးပြေးဝေယံပြေးဒီကိုပြောကြနေတာကမင်းတို့ကိုရောပြည်သူလူထုကရင်လိုပဲထောက်ခံနေတယ်မင်းတို့ကထင်နေတယ်လားအမေထင်နေတယ်လား ဒါနဲ့မင်းတို့အနေနဲ့တော့ပြောမှလေအခုလိုရွေးကောက်ပွဲကြီးအောင်မြင်သွားရင်မင်းတို့အနေနဲ့ဘုံပြောက်မယ်ခွက်ပြောက်မယ်ဘုံပြောက်မယ်ခွက်ပြောက်ရွေးကောက်ပွဲအောင်သွားရင်တော်လိုင်းအင်းပွဲတွေကလည်းနဲ့ချပြီးတော့မင်းတို့ခေါင်းလေးရှူရှူနဲ့ပြန်ဝင်လာမှထင်နေပုံရတယ်မင်းတို့ပို့ပြီးတော့နှစရှင်းခံမှာနမေတော်ပို့ပြီးတော့ကြည်လာအောင်မှတက်လာတာဖြစ်တဲ့အတွက်ပို့ပြီးတော့ရှင်းတော်အောင်ကောင်းသွားသေးတယ်ဟုတ်မယ်ဒါနဲ့မင်းတို့ကတော့ဘာပြောလို့ခွက်ပြောက်လဲအစင်ပြေးသွားပါပြီနော်ပို့ပြီးမှမင်းတို့တွေကလောဘတွေတည့်စီလို့တာပါနော်ခွက်ခေါက်လဲမင်းတို့တွေကပြေးပါမှအစင်ပြေးသွားပြီအိမ်နေဝယ်တယ် ကိုသားသမီးတွေကိုကြောင်းကောင်းကောင်းနေထားပေးတယ်ဟုတ်လားနေစင်မပြအကောင်းစားရည်တွေနဲ့တောက်ပြီးမှပျော်ပါပြီးမှဗျမ်းမရာမူးကြောက်မှုအောင်နဲ့ပြောတယ်ဟုတ်လားအဲ့တော့ပြောချင်တယ်သောသောကသောသောအကယ်ဒမီတွေပေါ့နော်ဒီချူးလေးတို့ဘောဘောတော့မင်းမမို့လို့ဒီအောင်ရဂျန်တို့နေတို့လို့လို့ဘာလို့အကုန်လုံးပြောချင်တယ်မင်းအောင်ရဂျန်နဲ့မြတ်တို့ဟောနေဝင်းတို့ဘာပြောချင်တာလဲဆိုတော့စင်မောတို့ကခွင့်မကြောက်စင်မောတို့ကခွင့်မကြောက်ခဏတော့စင်မောကခဏတော့စင်မောကအဲ့တော့ခဏတော့စင်မောဖြစ်တဲ့အတွက်ခွင့်ကြောက်စရာအကြောင်းမရှိဘူးခွင့်ဟောင်းတဲ့ ခွေးဆိုအဲစင်မွားလူအောက်ကခွေးကဟောင်းလဲကြိုက်လို့မရဘူးအောက်ကပဲဟောင်းယုံမဲ့တက်တက်ပဲနော်အဲ့တော့အာယုံသိပြီမှခင်ဗျားတို့ပုံစံတွေကလည်းသူတို့ဂရုစိုက်စရာလည်းအကြောင်းမရှိတယ်လို့ဂရုမစိုက်နဲ့နော်သူတို့ပြေပါပဲဟောင်းတာနော်ဘာလို့မဲ့ညာလို့မဲ့ဆိုတာပြေပါကိုသူတို့မလာဒီပြေတွင်းကိုသူတို့မလာခဲ့လို့ပြေတွင်းမှာလေးလာကြည့်ပြေတွင်းမှာသူတို့တိလို့ရှိရင်သူတို့တိလိုက်မယ်နော်တိလိုက်မယ်ပြေတွင်းမှာဒါ PDF တွေနေစင်နေမြအလေးဝင်တဲ့ PDF တွေနေစင်နေမြအမြင်မှန်ရတာလေ PDF တွေကိုကျန်ဦးတဲ့ပြောခဲ့တဲ့ဗမာ PDF တွေထိုးကျွေးခံရမယ် ော်ကတို့တကောင်ကချူးလေးများကြိတ်ကြွေနေတာမသိဘူးချူးလေးကြီးပဲပြောနေအချိန်တိုင်းမင်းတို့ကင်းပြင်းနေလဲမင်းတို့စောင့်ကန်လွတ်လိုက်ပါအာမင်းတို့ဘယ်လောက်ဆိုတော့ပြောမနေနဲ့ဟုတ်လားအရာလေးဥစဉ်ကပြောခဲ့တယ်ပြောခဲ့တယ်ပြောခဲ့တဲ့အချိန်မှာအခုဖြစ်တာပဲဒါရခိုင်ဆိုတော့ပြောမနေနဲ့ရခိုင်ဆိုတာတယောက်တည်းနေနေတာသူတို့သူတို့အုပ်စုမှန်များလာပြီဆိုဒီအချိန်မှာတယောက်တည်းနေနေတာဒူးနေပေးမလားပေါင်နေပေးရမလားဆိုတဲ့ဟာမျိုးရခိုင်ဆိုတဲ့အဲ့နော်အကုန်လုံးတော့မဆိုးလို့ပါဘူးဒါဥစ္စာ60ရာခိုင်နှုန်းဟာဟုတ်လားပြောတာပါနော်60ရာခိုင်တချို့ ဒါအတိုင်းအတာဆေးလုံးညီညွတ်မှုကိုတကယ်လိုလားတဲ့ရခိုင်နေအများကြီးရှိတယ်ဒေါက်တာအေးမောင်တို့ဟုတ်လားဒကမဆောပြာသာလားဆောမြအဲဆိုလားဒီတော်တော်များများပေါ့အများကြီးရှိပါတယ်ရခိုင်နေဟုတ်လားအဲဒါတော့ဘောင်ကရုံးတကောင်ကနေပြီးလက်ရှိမှာပျောက်နေတဲ့ကြိုင်မယ်လေအခုလိုမျိုးရုပ်ရှင်ကလေးထွက်လာတဲ့အခါမှာဝင်ရောက်ပြီးတော့တာဝင်ဖြူပြီးတော့နောက်ကနေမိတော့လေးပင့်နေရောဗျာနောက်ထပ်တဲ့ပုံနေနဲ့ကတော့အချမ်းပတ်စစ်တလောက်ခန်းချမ်းဖို့ပါတီကရွေးကောက်ပွဲမှာ အကျင်းပါဒေကင်ကပင်လွတ်တော်အမှတ်28နေရာကိုမပြိုင်မဲ့အနိုင်ရရှိခဲ့တဲ့နေရာဒီမှာကြန့်ခိုင်ရေးပါတီခေါင်းဆောင်တွေကိုလုံခြုံရေးထူးတင်းကျပ်ပေးထားတယ်လို့သိရပါတယ်။ဒါမှရွေးကောက်ပွဲမှာကျန်းမာပါတီကအမောင်းလောင်းရီအတွက်1018ဦးရှောက်လာတင်သွင်းပြီးအများဆုံးရှင်ပြိုင်သတ်မှတ်ထားရမယ်လေ။မဲဆန်နာနဲ့28ခုမှာတော့ကျန်းဖို့ပါတီနဲ့ရှင်ပြိုင်မဲ့အမောင်းမရှိတဲ့အတွက်အလိုလျောက်ကျန်းဖို့ပါတီက90လောင်းများအနိုင်ရသွားခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ဒါတဲ့သူတွေဥပဒေရရှိလို့ပြောတာပဲဗျာ။ တို့ဥပဒေတော့တို့ပဇဲထဲမှာမရှိတဲ့ရပါကဲဘာဖြစ်ဖြစ်ခင်ကြီးတကောင်ကတော့သူ့ရဲ့လွတ်တော်ကိုယ်စားလှယ်လေးတွေအသက်ရှိရှိနေနိုင်ဖို့ရေးလုံုံမိတွေတင်းကျပ်နေမယ်လေမကြပါဘူးဒီကောင်လေးကတော့ဘွားမှာကတော့အနည်းနဲ့မြင်မှာပဲ2025ခုနှစ်အောက်တိုဘာလ28ရက်ဆိုတာမဲဆွယ်ကာလစတဲ့နေ့ပေါ့မဲဆွယ်ကာလအဲ့ဒီကနေစပြီးတော့2025ခုနှစ်ဒီဇင်ဘာလ26ရက်နေ့ည7:00နာရီထိဟိုကြမ်းမြားမြင့်ရက်60ကိုတတ်မှတ်ပြီးတဲ့သဘောပေါ့အဲ့တော့ကျွန်တော်ပထမဆုံးမဲဆွယ်ကာလနေ့ဖြစ်တဲ့ခုနမေးတယ်လေ2025 အောက်တိုဘာ28ရက်နေ့မှာမနေ့7နာရီမှာကျွန်တော်တို့စပြီးတော့ကျွန်တော်တို့ပါတီထဏာကျွတ်ရိုးမှာပေါ့ကျွန်တော်တို့ဒီဇိုင်းထိုင်ထားတဲ့ကျွန်တော်တို့ပါတီရဲ့ဟိုလိုဂိုပါတဲ့ဒီစိပ်ပေါ့ကျွန်တော်တို့ပါတီရဲ့အမှတ်အသားဖြစ်တဲ့ချင်းသေးဥပါမယ်အလံပါမယ်အဲ့ဒီအရာကြီးကိုကျွန်တော်စပြီးတော့ဖွင့်မှာပေါ့နော်ခွေးချင်းတကြီးကိုဖွင့်မှာခွေးချင်းတကြီးကို launching ceremony ခေါ်ပါလေနော်စတဲ့ဖွင့်ပွဲလုပ်မှာပဲအဲ့ဒီမှာတော့ကိုယ်စားလှယ်လောင်းနေနောက်ကျွန်တော်ပါတီဝင်တွေပါဝင်အင်အား9000ကျော်လောက်မှတ်ထားပါတယ်အဲ့လိုကြရနော်အဲ့ဒီနေရာမှာတစ်ချက်ပဲကျွေးလိုက်လို့တော့ အကုန်လုံးကြံ့ဖုတ်တွေအကုန်လုံးဖုတ်ခနဲ့ပျောက်သွားမယ်အနေထားပဲနော်။ကဲတွေးနိုင်ဖို့တော့စဉ်းစားကြပါဗျာ။ကျွန်တော်တို့ရုံးဝင်းနဲ့မှာပဲကျွန်တော်ဆောင်းပါပါ။အဲ့လိုလှုပ်တဲ့တစ်ချိန်ထဲမှာပဲအခြားသောတိုင်းတဲ့ပြည်တွေမှာလည်းတစ်ချိန်ထဲတစ်ပြိုင်တည်းနေပါအဲ့ launching ceremony တွေကျွန်တော်တို့လှုပ်ကြပါပါ။ဒါပထမချက်ပေါ့။နောက်ဒုတိယချက်ကအဲ့ဒီနေ့အဲ့ဒီချိန်မှာပဲပါတီဝင်တွေကိုယ်စားလှယ်တွေရဲ့တယ်လီဖုန်းတွေပေါ့သူတို့သုံးပြနေတဲ့တယ်လီဖုန်းတွေ profile တွေမှာလည်းကျွန်တော်တို့ရဲ့ခုနဇာတ်ချထားတဲ့ပုံစံကိုနောက်ခံပြုတ်ပြီးတော့ဘုက္ကွေတွေမှာစပြီးသုံးပါပေါ့။တပြိုင်တည်းအကုန်လုံးတန်နိုင်ငံလုံးကဒီပုံစံပဲ တပြိုင်တည်းမှာပဲအဲ့ဒီနေ့မှာ profile နောက်ခံပါတဲ့ပုံတွေကိုတုံးတူလို့ပဲတစ်ဖက်ကလည်းလူမှုကွန်ရက်တွေဖြစ်တဲ့ TikTok တို့ Viber တို့ Telegram တို့ YouTube တို့မှာလည်းပါတီတချင်းတွေတို့ရခင်ပါတီလှုပ်ရှားမှုတွေဒါတောက်ချောက်ကျွန်တော်တို့ပြင်ပြသွားမှာတချို့လဲအဲ့ဒီနေ့မှာစပြီးတော့ interview လုပ်ထားတယ်ပဲရှိပါလိမ့်မယ်နောက်ပိုင်းဟာကတော့မဲဆွယ်ပဲကာလာမှာလုပ်ရမယ်လုပ်ငန်းစဉ်တွေတစင်းဆောင်သွားမယ်သဘောပေါ့ဗျာကဲခင်ကြီးကတော့သူတို့ဘာလုပ်မလဲဆိုတာပြောသွားရင်တော့ဘယ်နေရာမှာဘာလုပ်မလဲဆိုတာပြောသွားရင်ဆိုတော့ကိုဒီဘက်ကပဲတောင်းဝင်ကြည့်ပြီးလိုအပ်တော့တယ်နော်အဲ့ဒီရိုက်ပြနေတဲ့နေတုံးမြင့်မြတ် မေမြင့်မူချူလေးငပြောကြောင်အောင်ခိုင်ဟွန်းထားပါတော့အများကြီးပဲပေါ့တချို့လူတွေနာမည်မမှတ်မိအဲ့ဒီစကားရဲမှာပါတဲ့တတောင်းစာအားလုံးကို ပြောကြင်တာခွက်ခွက်စာအောက်တန်းစာအမှုပညာရှင်နင်တို့ထဲ့ရိုက်နေတဲ့ဇကားကြီးတွေကဇက်ဝင်ကန်းတွေရဲ့ဇက်ကလုံးတွေကနင်တို့ဘောမနေတဲ့ပတ်ထွေးတွေကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးတော့ပြန်ပြောရမှာနင်တို့လောက်ရက်တွေ မလောက်တိတ်ခါမဲ့တယ်ဆိုတာကိုနင်တို့ကိုယ်တိုင်ပြန်ပြောရမှာတည်သူကိုပြန်ပြောပြီးတော့မဲဆွယ်ပေးနေရမှာမဟုတ်ဘူးဘောမပေးနေရမှာမဟုတ်ဘူးနင်တို့အမှုပညာရှင်နင်တို့လုပ်နေတဲ့အမှုပညာဆိုတာဒါလားနင်တို့အမှုပညာဆိုတာဒီလောက်တောင်ပေါ်ပေါ်ပဲပဲအောက်တန်းစားအမှုပညာဖြစ်သွားပြီလားဟင် မြန်မာပြည်ထဲမှာနေနို့တီလဲပဲပြည်သူလူထုအားပေးထောက်ခံမှုနဲ့စင်ပေါ်ရောက်နေတဲ့အောက်တန်းစားအမှုပညာရှင်တွေပဲအမှုပညာရှင်ဆိုတဲ့ဇကားကနေနို့နဲ့တောင်မထိုက်တန်ဘူးသိလားဒီကဲအမှုပညာရှင်စစ်စစ်တွေမဟုတ်ဘူးပြည်သူလူထုကိုချနင်းနဲ့ကောက်နေပြည်သူလူထုဒုက္ခဆင်းရဲရောက်နေမှမတရားအသက်ဖြတ်ခံနေရမှမတရားချိမ့်ချောက်ခံနေရမှနေနို့တိတိကြီးနဲ့ နင်တို့မို့လို့ပြောထွက်ရဲတယ်ဒီစကားတွေနေတိုးရခိုင်လူမျိုးပါ အခုချိန်မှာတော်လန်ရေးကာလမှာငါတို့ကရခိုင်တွေကိုပြန်ပြီးအတုယူနေရတဲ့ကာလပါဘိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့စွမ်းဆောင်ရည်တွေကိုငါတို့ကပြန်ပြီးတော့အတုယူလေးစားအားကျနေရတာပါဟမ်ကို့တိုင်းရင်သားတွေနေမြေမှာကို့ရခိုင်နေမြေမှာတောက်လျှောက် မတရားလုတ်လာတာတောက်လျှောက်မတရားဖိနှိပ်လာတာဘာသာရေးနဲ့တမျိုးလူမျိုးရေးနဲ့တမျိုးမှိုင်းတိုက်လာဟင်နင်တို့တိုင်းရင်းသားတွေကိုပဲဒီခွေးသရောင်းသားတွေကမယားပြုတ်ကျင်ခဲ့တာဟမ်ကို့တိုင်းရင်းသားဘက်ကမနာပဲနဲ့ဒီအောက်တန်းသားတွေဘက်မှာနင်တို့ကမမမမရက်တည်နေပြီးတော့ဘာအမှုပညာရှိလဲဟင်ဖတ်ခွတ်သားတွေ ပြီးသူလူတို့ကိုချနေတဲ့ကောင်ပြီးသူလူတို့ရဲ့အားပေးထောက်ခံမှုကို စော်ကားတဲ့ကောင်ပဆိုးလှန်ပြတဲ့ကောင်ဟာလားအဲ့တော့ဒီအချိန်မှာရခိုင်နေလဲကျမကိုလာမစဲနဲ့နော်ကျမတို့ကအာနာရှင်ဘက်ကိုအားပေးထောက်ခံနေတဲ့လူမှန်သမျှကျမတို့ကရန်သူစရင်တဲ့ကိုပဲထဲ့မှာဗမာဖြစ်ဖြစ်ရခိုင်ဖြစ်ဖြစ်ကရင်ဖြစ်ဖြစ်နော်နောက်ပြီးတော့ချူးလေးဟုတ်လား အာနာသိန်းအစအမတဲ့ကဒီအာနာသိန်းနဲ့လှုပ်ရက်ကိုထောက်ခံခဲ့တဲ့ post ကိုပထမဦးဆုံးရေးခဲ့တဲ့မိမဟမ်နင်တို့အမျိုးသမီးတယောက်ဖြစ်ပြီးတော့နင်တို့တိုင်းရင်းသူတိုင်းရင်းသားတွေကို အမျိုးမျိုးဖိနှိပ်စော်ကားမယားပြုကျင့်ခဲ့တာနင်တို့သိတယ်မသိလို့မဟုတ်ဘူးသိသိကြီးနဲ့ပေါ်တင်ဘောမတယ်ဆိုတာကို့တိုင်းရင်းသားမျက်နှာကိုကို့အုံးမဲ့ပြန်တုတ်နေတာ နင်တို့ရဲ့စစ်ခေါင်းဆောင်ရခိုင်ခေါင်းဆောင်အေးအေးဘူကျုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်အခက်ခဲပေါင်းများစွာကြားထဲကနေပြီးတော့ဒီအာနာရှင်တွေကိုပြည်သူဘက်ရက်တည်ပြီးတော်လှန်နေတာနင်တို့ကနင်တို့ခေါင်းဆောင်ကိုနင်တို့ပြန်ပြီးတော့လက်ခလေထောင်ပြတာလက်ခလေထောင်ပြတာဟမ်ဒီလိုအမှုပညာရှင်အဲ့တော့ white call လုတ်ဖို့ကျမတို့ပြည်သူလူထုတွေ ပြည်သူလူထုဆိုတဲ့ထဲမှာတိုင်းရင်းသားတွေဗမာတွေကျမခွဲပြီးမပြောဘူးဒီအာနာရှင်လက်အောက်မှာအမျိုးမျိုးဖိနှိပ်ချုပ်ချယ်ခံနေရတယ်အမျိုးမျိုးဘုံကျဲတက်ဖြတ်ခံနေရတယ်မိသားစုတွေအချင်းချင်းတကွဲတပြားဖြစ်ပြီးတော့ဒီနိုင်ငံမှာရှင်သန်ရက်တည်နေရတယ်ကျမတို့ပြည်သူလူထုတွေအားလုံးပဲအာနာရှင်တွေဘက်မှာရက်တည်ထောက်ခံအားပေးတဲ့လူကိုတတွေးနဲ့ထွေးရမယ်ဆိုတော့နားလေသဘောပေါက်စေချင်တယ်နော်နားလေသဘောပေါက်စေချင်တယ် NLD ကာလတုန်းကလည်းမဲဆွယ်ကာလတုန်းကလည်း NLD ကို မဲပေးဖို့ဒီခွေးတောင်းစားတွေပဲဟာတီလို့ရုပ်ရှင်စကားတွေရိုက်တင်ခဲ့တာစောက်ရှက်မရှိတဲ့မျက်ခွက်တွေမျက်နှာနှစ်ဖက်နဲ့လူတွေအချွန်နှစ်ဖက်နဲ့လူတွေကို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 တိုးတက်ရေးအတွက်ပဲဤသူမျက်နှာကို မကြည့်အောင်မဲတုတ်တဲ့ကောင်ဟမ်ဘာအမှုပညာစောက်ပေါ်အမှုပညာ ။ဒါကြောင့်မို့နင်တို့ပေါ်ကားတွေကဒီကားကိုမတက်တာ။နော်အဲ့တော့အခုလိုမျိုးဇကားတွေရိုက်ပြီးတော့မှပြည်သူလူထုကိုပြန်စော်ကားနေတာတော်လန်ရေးသမားတွေအားလုံးကို စော်ကားလိုက်တာ CDN တွေကိုစော်ကားလိုက်တာဒီလိုမျိုးစော်ကားလိုက်လို့သူတို့ကိုပြည်သူက white ကောမလုပ်ဘူးလားဒေါသမထွက်ဘူးလားဆိုတော့မသိတဲ့လူတွေမဟုတ်ဘူးသိတယ်သိသိကြီးနဲ့လောက်တာပို့ဆိုးတယ်နော်ပို့ပြီးတော့ခံရခက်တယ်နော် တိတိကြီးနဲ့လှုပ်တာနော်စောက်ကယူမဆိုင်ဘူးလို့ပြောတာနင်တို့အာမပေးလို့ငါတို့ထမင်းငတ်သွားတာမဟုတ်ဘူးလို့ပြောတာနော်အဲ့တော့မဟာမှာပြနေတဲ့မဟာကိုပါဝိုက်ကောလို့လောက်ပါဒီကောင်တွေရဲ့ဇက်ကားတွေကမဟာမှာပြနေတာအဲ့ဒီမဟာကလည်းအခုဆောင်နေရတာအစိုးရဆိုတဲ့အာဏာရှင်တွေကိုပြည်သူကိုတတ်နေတဲ့ကောင်တွေကိုအခုဆောင်နေရတာ ဒီစကားတွေထွက်ဖို့ဒီစကားတွေရိုက်ဖို့အတွက်လဲအားလုံးအခွန်ဆောင်နေတဲ့ပတ်စံတွေကစစ်ကောင်စီလက်ထဲကိုရောက်တာ။အဲတော့လူတက်နေတဲ့ပြည်သူကိုရန်သူလိုသဘောထားပြီးတက်ဖြတ်နေတဲ့ကောင်တွေလက်ထဲကိုဒီအခွန်တွေရောက်နေတာနော်။ဒီအမှုပညာရှင်တွေပြည်သူလူထုကိုတက်နေတာပဲ။ဟုတ်လား။ဒေါက်တိုင်တွေလှုပ်ဝေးနေတာပဲ။ကိုယ်တိုင်လက်နဲ့မကျူးလွန်တာပဲရှိတာ။ကိုယ်တိုင်လက်နဲ့ကျူးလွန်ရင်တော့တယောက်တက်ရင်တယောက်ပဲသိမှာ။ဟွန်း။နော်အခုဟာက ဇက်ကအဖြစ်ဇက်ဝင်ခန်းနေအဖြစ်ဒီရွေးကောက်ပွဲကိုပါဝင်ကြဖို့ပြောနေတာအာနာရှင်တွေဘက်မှာရက်တည်ပြီးတော့ပြည်သူလူထုကို ပြန်ပြီးတော့စောက်ပစ်တင်နေတာနော် CDN တွေကိုလည်းသူတို့ပြောထားတာရှိတယ်ဇက်ဝင်ခန်းနေထဲမှာ CDN တွေကအခုချိန်မှာနောင်တရနေပါပြီတဲ့ဘာနောင်တလဲဟမ်ဘာနောင်တလဲ CDM လောက်လာတဲ့လူတွေကခံယူချက်နဲ့လောက်လာကြတာနင်တို့អော်လို့နင်တို့ပြောလို့လောက်လာကြတာမဟုတ်ဘူး ငါတို့ပြောတဲ့ဇက်ဝင်ကန်းတဲ့စကားတခုဆရာမကစတင်ရမယ်တဲ့အခု CDM လုပ်နေတဲ့အကြောင်းဆရာမတွေနောက်သားရနေပြီတဲ့ခဏတာပဲသူတို့စိတ်ဖြစ်သွားတဲ့အပေါ်မှာ CDM လုပ်ကြလာအခုကြတော့ပုံမှန်မှာပဲစတင်နေတယ်တဲ့သေးကြလို့လားဘာစားတွေသေးနေတာလဲဟမ်ចောင်းသားတွေနင်တို့လက်အောင်မှာစတင်နေတဲ့ចောင်းသားတွေအသက်အန္တရာယ်တကယ်ပဲလုံခြုံစိတ်ချမှုရှိရလား နေတော့အခုထောက်ခံနေတဲ့ရွေးကောက်ပွဲလုပ်တဲ့ကောင်တွေကိုယ်တိုင်ပြည်သူလူထုကိုဘုံကျဲတက်ဖြတ်နေတာစာတင်ချောင်းတွေဗနက်ချောင်းရှိသွားပြီလေနေတော့သားသမီးအရွယ်တွေနော်နေတော့ဆွေမျိုးတွေလည်းပါကျင်ပါလိမ့်မယ်သေသွားတဲ့အဲမှာစာတင်ချောင်းတွေကိုဘုံကျဲတက်ဖြတ်ခံရတဲ့အဲမှာခလေးတွေဥပွင့်ခေါင်းပြက်မျက်စိတွေထွက်လက်တွေတစ်ဖက်စီပြက်ပြီးတော့သေသွားကြတာနော်ဟမ်ဘာကိုပုံမှန်ဖြစ်နေတာတဲ့တော့ စောက်တုံးမကြတဲ့ပညာရေးလေတသက်လုံးကဒီပညာရေးကိုပဲဖိနှိပ်ခဲ့တာလေဟာလားအခုနင်တို့စစ်ကောင်စီရဲ့လုတ်တဲ့ရွေးကောက်ပွဲအတွက်ကြော်ညာပေးနေပြီပဲအနောက်မှာဘုံတန်ကြည်တန်တွေကြားထဲမှာစာတင်နေကြရတာကိုဘာပုံမှန်လဲဟမ်ဘယ်နေရာပုံမှန်ဖြစ်နေလဲဆရာမကစာတင်ရမယ်တဲ့ဟုတ်တယ်ဆရာမစာတင်နေဆိုတော့ဘာအတွက်တင်တာလဲသိဖို့လို့ ဟုတ်လားတိုက်ပြီးအနာဂတ်အတွက်ကလေးတွေလိမ်မာရေးကြရှိအောင်ဒီတိုင်းပြည်ကိုစွမ်းဆောင်နိုင်တဲ့လူတော်လူကောင်းလေးတွေထွက်လာအောင်နေလို့စာတင်ရတာဒီလိုအနာရှင်တွေလက်အောက်ထဲမှာပြောသမျှငြိမ်ခံခိုင်းဖို့ကလေးတွေအုံနောက်ထဲကိုအကြောက်တရားရိုက်သွင်းရိုက်သွင်းထည့်ပေးဖို့နေလို့စာတင်ရတာမဟုတ်ဘူးဒါကိုကွဲကွဲပြားပြားနားလည်ဖို့လို့ဟုတ်လားအဲ့တော့ပြည်သူလူထုကိုမျက်နာကို မကြည့်ဘဲနဲ့ ပစိုးတွေထမိန်တွေလှန်ပြလိုက်တဲ့ဖက်ခွက်စားတောင်းစားအောက်တန်းစားအမှုပညာရှင်တွေဖြစ်တယ်။ဤသူကိုပြန်တက်နေတဲ့စကလုံးတွေဖြစ်တယ်။အဲ့တော့ white coat လုတ်ဖို့တတိပေးလိုက်ခြင်းဖြစ်ပါတယ်။ကျမတို့ဘဲအချိန်ထိဆက်ပြီးနှုံအပြီးတော့ဒီအမှုပညာရှင်တွေဇကားတွေထဲမှာမျောနေကြအောင်ပါလေ။ဘာလို့မျောရအောင်ပဲဒီဘီရုံးတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့မိသီးသေးသေးရနေပြီးတော့လက်ရှိမှာအခုလိုမျိုးဝင်ရောက်တရုတ်ဆောင်တဲ့သူတွေကိုတူးချင်းတောင်ထောက်ပြပြောဆိုပါတွေ့ရပါတယ်။ အချို့လေးဆိုရင်လည်းဒါစစ်တပ်ကနေပြီးတော့အာနာသိမ့်တဲ့အချိန်တွေကစပြီးတော့စစ်တပ်ကိုထောက်ခံခဲ့တဲ့လူတော်တွေဖြစ်နေပါတယ်။နောက်ထပ်အနေနဲ့ကတော့လက်ရှိချိန်မှာဒီကောင်လေးဟာပြည်သူတွေကိုလုံးဝကောင်မကြီးမဆိုင်တဲ့နေသားကူတွေတွေ့ရပါတယ်။ဘာလို့လဲဆိုတော့အခုလိုမျိုးဘလောက်ပဲလှုပ်လို့နောက်ဆုံးမင်းတို့ငါတို့ပဲကြည့်ရမှာငါတို့မှမကြည့်မင်းတို့မှကြည့်စရာမရှိဘူးဆိုတော့ကိုယ်တွေချိုးနေတွေ့ရပါတယ်။အခုတစ်ပြင်တော့ဒီကောင်လေးကိုဘန်ကုလုံးမယ်ဆိုရင်တော့ဒီကောင်နဲ့ဆက်ဆက်နေတဲ့ channel တွေကောင်တော့ဘန်ကုလုံးမှာဖြစ်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ရော တဝူးချင်းဒီတိုင်းတဝူးချင်းတိုင်းအခုဒီဘီကိုကြည့်နေတဝူးချင်းတိုင်းရောဒီကောင်တွေကိုအဲ channel တွေကောင်တွေရဲ့ Facebook တွေဒီကောင်တွေရဲ့လူမှုကွန်ရက်ဆာမျက်နှာကအရာတွေအားလုံးကိုလိုက်ရန် subscribe လုပ်ထားတဲ့အကောင်လုံးရှိသေးလားဆိုတာကတော့ကိုပေါ့ကို sensitive ပို့လိုအပ်တဲ့အနေအထားဖြစ်ပါတယ်။အဲဖြစ်သူတို့ကလည်းသူတို့ရဲ့အကျိုးအကြောင်းနဲ့သူတို့မှာရှိလို့လုပ်ခဲ့တဲ့ဆိုရင်လည်းကျွန်တော်တို့ကလည်းသူတို့ရဲ့လုပ်ရက်အတွက်ပြန်ပြီးတော့ဘုပ္ပကပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ လမ်းမီရအောင်ဒီဗီဒီယိုရအောင်ဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တင်တော့ကျွန်တော်ရဲ့ကိုကျတော်ဘူရင်း reaction channel လေးကို like and subscribe လုပ်လိုက် subscribe ပြီးဘေးအခွန်ငါချင်းမြတ်လာတဲ့မြတ်ဗီဒီယိုနဲ့တင်အောင် issue နားဆင်ကြရဖြစ်ပါတယ်အဒီပိုင်းတင်စီစဉ်ကိုတော့ကျွန်တော်ရဲ့ကိုကျက် reaction channel ဒီမှာတော့ရောက် issue အပိနေဆိုတော့နေရာကနေပြီးထပ်မှန်တီးပေးနေပဲဒီမှာဗီဒီယိုတော့နေပဲဆုံးသက်လိုက်ပါတယ်ညပိုင်းဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်